ာရီအစိုးရက NUG ကိုအတိမတ်မပြုတ်လို့ဆိုပြီးတော့နေဖို့လည်းကြည့်ကြအောင်ဝန်ကြီးချက်မှလည်းပြောရရောလားဝန်ကြီးချက်မှနေဖို့လည်းကတော့မိတ်ဆွေများလုံးမင်္ဂလာပါခုကြုံမျိုးရဲ့တရေတုံးချက်လေးချူလာတောင်းကြည့်အောင်ခင်ဗျာမန္တလေးလွတ်တော်ဥက္ကဋ္ဌမန္တလေးရဲ့လွတ်တော်ဥက္ကဋ္ဌတော့အိုးကိုထောင်မှာကွယ်လွန်သွားပြီလို့ကျွန်တော်သိရပါတယ်မန္တလေးကလွတ်တော်ဥက္ကဋ္ဌအိုးကိုထောင်မှာကွယ်လွန်သွားပါတယ်တဲ့ဆိုတော့ကျွန်တော်လည်းဒါကိုကြားပါတယ်ကြားတဲ့ခါမှာတော်တော်လေးတော့ဩလို့ဟိုဘာပြောမန္တလေးကတစ်ချိန်တော့အာလွတ်တော်ဥက္ကဋ္ဌအရင်တည်းရှိမန္တလေးလွတ်တော်ဥက္ကဋ္ဌရော မန္တလေးဝင်းကြီးချုပ်ကဝင်းကြီးလည်းပွေလွန်သွားခဲ့ပြီကိုယ်ဆိုပြမအောင်အခုမန္တလေးလွတ်တော်ဥက္ကဋ္ဌလည်းအခုဒါပွေလွန်သွားပြီသူတို့တွေကအသက်အရွယ်ကြီးကြီးရင်လာတဲ့အခါသူတို့ဆုံးဖြတ်ချက်တွေရောက်တဲ့အခါသူတို့ဆုံးဖြတ်ချက်ဆုံးရတဲ့အခါအခုလိုလိုမတင်မချမှတ်တဲ့ရလာတဲ့ဖောက်ကုန်တော့ဗျာနော်ဆိုတော့ तू ကဒီနေ့29ရက်နေ့မနေ့ပိုင်းမှာအခုဝင်ချင်းထောင်ထဲမှာခွလုံးနေတဲ့နော်ခွလုံးနေရုပ်တရက်အမောဆိုပြီးတော့အမောပေါက်ပြီးတော့စေုပ်သွားရင်မဲ့ဆုံးသွားတာဖြစ်တယ်တဲ့ဒါပေမဲ့ तू dead body ကိုတော့သူ့နေကိုပြန်သိမ်းဖို့ကိစ္စကိုတော့တဆိုင်ရာတာဝန်ရှိသူတွေဆုံးဖြတ်နေကြတော့လို့ပြောတယ်အဲ့တော့ဘာလဲပြောဟိုအသက်69နှစ်ရွယ်ဖြစ်တဲ့ မန္တလေးတိုင်းဘုတော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးအကိုလန်သွားတဲ့အတွက်ဗာရပြီးရောဟိုတိုင်းပြည်မှာတံမိုးရှိရမယ်တိုင်းပြည်ကိုအသုံးတော်ခံရမယ်စာထောင်းထောင်းထဲမှာတွားနေပြီးနောက်ဆုံးမှပြီးသွားလို့ဆိုတော့ဘုတော်ကိုလန်ဆုံးမသွားတဲ့အခါသူ့ရဲ့တံမိုးဘာလဲဆိုတော့ကျွန်တော်တို့သိချာသိခွင့်မရလိုက်ဖြစ်နေနောက်ဆုံးတော့ကိုလန်သွားရရှာဒါကြောင့်ကျွန်တော်ပြောတဲ့နိုင်ငံကြီးဟာနိုင်ငံကြီးဟာကျွတ်တလဲကြက်တခုပဲဘာမှမဟုတ်ဖ ೇನೆ အတ္တတွေမာနတွေနဲ့ဒေါသတွေနဲ့တင်းခံပြီးတော့နိုင်ငံတည်ဆောက်ရေးမလုပ်ဘဲနဲ့ကိုယ့်အကျိုးစီးပွားကိုယ့်အဖွဲ့အစည်းအကျိုးစီးပွားလောက်ကိုပဲစဉ်းစားပြီးတော့ဆုံးဖြတ်တာမျိုးမလုပ်သင့်တော့ဘူးပြီးတော့ကိုယ့်နိုင်ငံသားချင်းချင်းစီးလုံးညီညွတ်မှုရှိဖို့လိုတယ်အဲ့ဒါကိုလိုနေပြီးဘာလို့လဲဆိုတော့ကဘာကြီးကကျွန်တော်တို့ကိုကဘာကလုံးကကျွန်တော်တို့ဒုက္ခပေးဖို့ပဲစဉ်းစားနေတာအဲ့ဒီအချိန်မှာကျွန်တော်ကမစည်းလုံးတာတော့ဆိုးပါတယ်ဒါကြောင့်မလို့ဒါလေးကိုလည်းပြင်ဆင်စင်ကျင်တဲ့ဒီဖြစ်စဉ်တွေကနေဒီပြင်ဆင်စင်ကျင်တဲ့လို့ကျွန်တော်အရင်သတိပေးချင်ပါတယ်နောက်တစ်ခုကတော့ ဟို NUG ရဲ့ကြီးစရာကောင်းတဲ့ဖြစ်ရပေါ့တနာပေါ်လည်းကောင်းပါတယ် NUG ။ဘာလို့ပြောကြီးတွေလေးကြီးမိုးကြီးတွေပြောတာဆိုရင် NUG ရဲ့ဟိုညီးတွားတန်လို့ပြောပြရစီအဲ့ဒါဘာလဲဆိုတော့ထိုင်းအစိုးရက NUG ကိုအတိမတ်မပြုတ်လို့ဆိုပြီးတော့နေဖို့လည်းကြီးတယောက်ငုံကြီးချက်မှနဲ့ပြောရရောလားငုံကြီးချက်မှနေဖို့လည်းကနော်။ဘာပြောလဲဆိုတော့ထိုင်းထိုင်းမှာမြန်မာတွေကိုဖမ်းတာစီးတာဗိုင်းတာအရင်လုပ်နေတော့ဘာပြောလဲဆိုတော့ထိုင်းအန်ယူဂျီကနေဖို့လည်းကဘာပြောလဲဆိုတော့ထိုင်းဆိုရတာတဲ့အန်ယူဂျီကိုတရားဝင်အသိမဲ့ပြုလို့တော့မဟုတ်တော့လောက်အခိုင်ရတာအခက်အခဲတွေအများကြီးရှိတယ်တဲ့ ်တက်နိုင်ကြများတော့ချိတ်သက်ကူညီမှုလုပ်နေမှာအားလုံးမလွှမ်းခြုံနိုင်ပါဘူးတဲ့ကဲအချက်ကွဲကြီးပေါ့ဗျာဒါအချက်ကွဲတာဆိုတော့ NUG ကိုထိုင်းဆိုရကအတိမပြုတ်မထားတဲ့အတွက်သူ့မှာကုလို့မရဘူးအစကလေးကကုကူကိုသိရမယ်ကိုရောထိုင်းနိုင်ငံမှာကတ်ပြီးနေနေရတဲ့ကိစ္စပေါ့အဲ့တော့သဘောကရှင်းရှင်းလေးအဲ့ဒီ NUG ကအများစုကထိုင်းနိုင်ငံမှာကတ်နေရတယ်ထိုင်းဆိုရကတနားလိုကတ်နေခိုင်းနေတာဖိုင်းအကုန်ထောင်လိုက်ရအောင်ပါအဲ့တော့တခါကြရင်ကို့အစင်တန်းကိုကို့တိဖို့လိုလားဆိုတော့ပြောချင်တာအခုတော့နေဖို့လကကို့အစင်တန်းကိုသူတိသွားပြီထင်ပါလေနေဖို့လအပေါင်း NUG ရဲ့လူတွေကအခု၄နှစ်ကျော်မှသူတို့အစင်တန်းကိုသူတို့ သိတာလားတော့မသိဘူးခုမှသူ့အစ်ကိုစင်အောင်သူဝန်ခံရတာမသိဘူးအင်ဂျင်ထိုင်းတော့ဒီမှမဖြစ်ကျန်တဲ့ဘယ်နိုင်ငံမှအင်ဂျင်ကိုအတိမပြုမထားဘူးအဲ့တော့အင်ဂျင်ကိုဘယ်နိုင်ငံမှအတိမပြုမထားရင်ဘယ်နိုင်ငံမှအတိမပြုမထားတဲ့အင်ဂျင်ကိုထောက်ခံနေတာခင်ဗျားတို့မှန်မလားဆိုတော့ပေါ့စဉ်းစားလို့ပေါ့စဉ်းစားနိုင်ငံတကာတော့အတိမပြုမထားဘူးအဲ့တော့ခင်ဗျားတို့ကအတင်းကြက်ကြီးကိုအင်ဂျင်ကပဲနိုင်ငံတကာအတိမပြုထားတယ်လို့အထင်ကြီးနေတာပြီးတော့ NASA ကောင်ကအတိမပြုပြီးတော့နိုင်ငံတကာ NASA ကောင်အတိမပြုလာပြီးတော့ဘုသူကြီးမြောင်းလည်းသွားလာနေတာကိုကြည့်အဖြေကအဲ့ဒါပဲဒါကြောင့်တစ်ခါတည်းကြရင်တချို့လူတွေက နားမလဲပါမလဲနဲ့ရှောက်ချက်ပြီးတော့လက်သုံးချောင်းကောက်ထောင်ဟုတ်ပြီးထင်နေတာမဟုတ်ဘူးနိုင်ငံတကာ NGO ရှိတယ်လို့တော့ထင်တာမဟုတ်ဘူး NGO ကတရောင်းစားဟိုတရောင်းစားအဖွဲ့တောင်းစားနေရတဲ့အဖွဲ့ငါတို့ပြည်သားကလည်းရက်တည်နေရတဲ့အဖွဲ့ငါတို့ AB နဲ့မှကပ်မြောင်ပြီးပြီးဆွဲနေရတဲ့အဖွဲ့ဆိုတာမျိုးနိုင်ငံတကာမြင်ထားတာ NGO အဲ့ဒါကိုပြည်သူလူထုကိုသိနေချင်တာဒီ NGO ကောင်တွေကလင်ကချစ်လုပ်ပြီးတော့လူထုကိုလိန်ထားတာကိုအခုနေဖို့လည်းကြည်ရဖွင့်ကြတယ်ငိုချင်းချစ်မှလည်းကျွန်တော်တို့ NGO လူတိုင်းကတိုင်းနိုင်ငံအတိမတ်ပြုရတာမဟုတ်ဘူးလေအဲကျွန်တော်တို့ကလို့ကိုကျွန်တော်ကအဲရည်ပဲရည်ရတယ် ကိုယ်စင်တန်းကိုတိဖို့ပဲလိုတာ အခုတော့တိပြီးချင်တာလေလို့ပြောချင်တယ်အဲ့ဒါเนาะအဲ့တော့တခါတခါဒါဒါအစိုးရဖြစ်လာမဖြစ်လာဆိုတဲ့အစင်တန်းကိုတော့နောက်တခါဘာပြောချင်လဲဆိုတော့အခုဒီမိုကရေစီတို့ဘာလို့ညာတို့ခဏပြောကြတယ်မလားစစ်ကောင်စီအောက်မှာဒီမိုကရေစီကဘာဖြစ်တယ်ညာဖြစ်တယ်တွေပြောတော့ okay အခုခမရတို့ KIO အုပ်ချုပ်တဲ့နယ်မြေမှာကာလာဝေတော်သွားလို့ရတော့မလားအခုစပြီ KIO ကเนาะသူ့နယ်မြေထိတွေ့ရတဲ့နယ်မြေမှာ KIO ကကာလာဝေမဖွင့်အောင်လို့ကိုပိတ်တာ KTV တဲ့เนาะ သူ့ရဲ့နေမြီမှာတဲ့ KIO အုပ်ချုပ်ထားတဲ့ထိချုပ်ထားတဲ့နေမြီအားလုံးမှာ KTV တွေ night club တွေကိုပိတ်ရမယ်ဆိုညွှန်ကြားထားပါတယ်သူနော်ဘူးကပြောတယ်နော်ခေါင်းစဉ်ပြတာကတော့ KTV တွေ KTV တွေ night club တွေမှာတဲ့ဘားတွေမှာတဲ့ကြော်ပါတာများပြီးတော့ဝိစီဝါတွေရှိတယ်တဲ့ဝိစီဝါကြောင့်ပျက်စီးနေတယ်တဲ့အဲဒါကြောင့်မဟုတ်အဲဒါကြောင့်ဝိစီဝါတွေတုံးတာတုံးတာပိတ်လိုက်တာဖြစ်တယ်လို့ပြောတယ်တဲ့ဒါပေမဲ့ပိတ်တာပဲပြောတာဘယ်နေ့ကစပိတ်မလဲဆိုရင်ရက်အကန့်တမရှိဒီနေ့ကစပိတ်မယ်ဒါပေမဲ့ရက်အကန့်တမရှိဘယ်နေ့ကစတယ်လို့ပြောဘူးဂျွန်လ22ရက်နေ့ကစထုတ်ပြန်တာလေအဲ့စားဒါပေမဲ့အခုအဲ့တော့ဖားကတ် ဖားကံအပါဝင်ကချင်း KIA အုပ်ချုပ်တဲ့နေရာအကုန်လုံးထိကျွတ်ရတဲ့နေရာကိုတော့တချင်းအောင်ဆိုလို့မရဘူးမှတ်ပါလားအဲ့တော့ဒီမိုကရေစီဆိုတာဘာလဲသိချင် KIA ကိုသွားမေး KIA ကိုသွားမေးเนาะအဲ့ဒါခဏလောက်သွားမေးရအဲ့တော့အဲ့ဒါကိုညာဒီစစ်ဆိုးရအောင်မှာဘာဖြစ်လဲညာဖြစ်နေတယ်အခုစစ်ကောင်စီခရရွယ်တဲ့စစ်ကောင်စီအုပ်ချုပ်တဲ့နေပြည်တော်ကြီးမှာလာခဲ့ KTV သွားချင်လား లై ခဲ့ဆိုလို့ရတယ်ကဲလို့ရတယ်ခင်ဗျားတို့အခု KIA အုပ်ချုပ်တဲ့နေရာမှာရသေးလားအဲ့ဒါပဲတခါကြရင် သိစေချင်တာပါသိစေချင်တာအဲ့တော့စစ်တပ်ကတနက်ကြီးပြပြီးအုပ်ချုပ်တယ်ဆိုပြီးတော့ခင်ဗျားတို့ပြောနေတယ် KIO တနက်ပြပြီးအုပ်ချုပ်ပြီး KTV တောင်တောခွင့်မပေးတော့တာဘူးခင်ဗျားတို့ဒုခွင့်ရေးတွေပါပြောကြပါဦးလားလို့ပြောချင်တာအဲ့ဒါလေးကိုသိစေချင်လို့ပြောရင်းနဲ့ဒီနေ့ဒီလောက်နဲ့ပြိမ့်မယ်အားလုံးပဲကိုရီးယားလေးရှိပါတိုင်းပြည်ကိုစေနာမှာထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်လန်တက်ပြန်နေကြတာကိုလက်ခုလိုပါဒီပြောနေတဲ့ဒီမိုက်ဒီရန်ကလူကအချမ်းဖက်အားပေးနေမှာခင်ဗျားဖြစ်နေလားဆိုတော့ပြန်လည်းမေးဖို့လို့ပါလို့ပြောရင်းနဲ့ခွန်လိုက်ပါခုလိုသတင်းတွေကိုပြောပြီးသွားတယ်ကျော်မျိုးမျိုးကိုလည်းကျေးဇူးတင်ပါတယ်